ဒေါသကြီးရဲ့ချွေမစပါတီလိုက်တဲ့အတုံးနဲ့ဒေါသန်နုဟာချွေမဖြစ်သူဤချောဒေါသဖြစ်ဖြစ်နဲ့အဆက်မပြတ်ရိုက်နေပါတယ်မိချောကတော့ငုံနေရင်းနဲ့ဒီလိုတွေပြောလိုက်ပါတယ်မလုံးပါနဲ့အမေရဲ့နားလို့မရိုက်ပါနဲ့နော်အမေပြောသလိုနားထောင်ပေးပါမယ်ပါခိုင်ခိုင်အကုန်လုံးပေးပါမယ်အာကံပြီးလည်းပြန်မပြောတော့ပါဘူးအရန်နာနေပါပြီအမေရဲ့မရိုက်ပါနေတော့တမီတောင်းပန်ပါရင်အဲဒီလိုပြောပြီးအီချောဟာရောက်ခမဖြစ်သူရဲ့ခြေထောက်ကိုကမ်းပြီးတောင်းပန်နေခဲ့ပါတယ် ဒေါ်တန်နီဝါဒေါ်တာထွန်းရဲ့အခြေအနေနဲ့ကြည့်နေခဲ့ပြီးတော့အခုလိုတွေပြောလိုက်ပါတယ်။ဘဲချင်းမစို့ဒီလိုကြောက်တဲ့စိတ်နဲ့ပဲနေနေရမယ်ကြားလား။ထပ်ပြီးနဲ့နေရင်အမီကိုဖျက်ပြစ်မယ်။လက်မခံဘူးလို့ထပ်ပြောရင်ဘားရီနားရီရိုက်ပေးလိုက်မယ်။ပြောစကားထက်နားမထောင်ရင်ခေါင်းပေါ်ရှိတဲ့စပင်းတွေအားလုံးနှုတ်ပြလိုက်မယ်။ကရုံးစပင်နဲ့နေချင်နေပြောစကားနားမထောင်ရင်တော့ငါတကယ်လုံးမှာအဲလိုပြောပြီးဒေါသနဲ့ခက်တော့တော့မိဖို့ကြောင့်ဘက်ကိုထွက်သွားတဲ့အချိန်မှာအုံနီယံနဲ့တိုင်မိခဲ့ရာ မျက်လုံးဖွင့်ပြီးကြည့်လိုက်တော့မိဖို့ကြောင့်နေမှာပဲရှိနေခဲ့တာကိုကြည့်ပြီးဒီလိုတွေပြောခဲ့ပါရဲ့ဟဲငါစိတ်ကူးရနေခဲ့တာပဲဟုတကယ်သာဆိုရင်ဘလောက်ကောင်းပါလိမ့်မလဲအဲ့ဒီကောင်းပါတဲ့ချွေးမှလည်းအပိုးကျုပ်လိမ့်မယ်ပြီးရင်ငါနောက်မှာတကောက်ကခွေးလိုလိုက်နေပြီးငါခိုင်းတာအကုန်လုံးလိမ့်မယ်အဲ့ဒီလိုစိတ်ထဲမှာပြောနေတော့မှာပဲကျော်တန်းသူယောက်ျားဖြစ်တဲ့ဦးဝင်းဟာဒေးဝဲပြီးတော့ပြန်လာခဲ့ပါရဲ့ပြီးတော့ဦးရပြောလိုက်ပါတယ် မနဲ့နေထိုးနေပြီမတက်ရက်ပြီးတော့အိမ်မက်မက်နေရလားတောင်တန်းသူငါအိမ်မက်မက်ဖို့တောင်တင်ကဘီမစီမှာခွင့်ပြုချက်ယူရမှာမလို့လားအဲဒီလိုပြောနေတော့မှပဲအခန်းထဲမှာတော့ခေါင်းမာတဲ့ချွေးမလေးအလောက်ပါမမောသူဖြတ်တဲ့မဲ့ကြီးချင်သွားတော့မှန်နေမှာသူရဲ့အလောက်ကြီးနဲ့အတန်ကျဲကျဲနဲ့ဒီလိုတွေပြောခဲ့ပါရဲ့အမေမနဲ့စာပြင်မိပြီလားအဲ့ဒီတော့အခန်းထဲကနေအော်ပြီးမိတော်ကြားလိုက်ရတဲ့ဒေါ်တန်နုနဲ့ဦးဝင်းတို့ကကြောင်လန့်ကအထဲဝင်ပြီးတော့မနက်စာအတွက်ပြင်ဆင်ကြပါတယ်။မိမ ဒီရက်ထဲမှာကြုံမို့ရှိရင်သူ့အတွက်အရင်မောင်းတစ်ခုခုလုပ်ပေးလိုက်သူစားပြီးမှငါတို့နောက်မှအေးစိတ်လုံးစားကြမယ်ဟုတ်ပြီလားကောင်းပါပြီရောင်းကြရင်အရင်ဆုံးရှေခဲတက်ကြရတဲ့အာလူးတွေကိုယူလာပြီးတော့တတိလေးတွေဖြစ်အောင်လှိထားပေးဟုတ်ပြီမိမဦးမရအဲ့လိုပြောပြီးတော့အိမ်ရှိရရှေခဲတက်တာနောက်လာခဲ့ပါတယ်ရှေခဲတက်တာဖွင့်ပြီးတော့အာလူးတွေကိုယူပြီးလှိပေးခဲ့ပါတယ်တဖက်မှာတော့ဒေါ်တန်နူကမုန်းလုံနေခဲ့ပါတယ်။သူတို့ရဲ့တားဖြတ်သူချွေးမလောင်ရဲ့ယောက်ျား ကြော်မြတ်သူကကြော်ချီရတော့အင်္ဂါအဝတ်တွေကိုရှော်နေခဲ့ရပါတယ်။ဘာလို့ယူလို့ခိုင်းနေလဲမသိဘူး။အိမ်မှာအဝတ်ရှော်စက်တစ်ခုလုံးရှိနေတာကိုမောက်လန်းနဲ့ရှော်ခိုင်းနေတယ်။တရက်လောက်တော့ဒီကောင်မငါလက်နဲ့တွေ့ရုံမှကြည့်ထား။အဲဒီလိုပြောပြီးစိတ်မပါတပါနဲ့အဝတ်တွေစတိုင်ရှော်ဖွင့်နေခဲ့ပါတယ်။အဲဒီချိန်မှာပဲမိချင်ဝါရေချိုးကန်းနဲ့ကိုလာကြည့်ခဲ့ပြီးဒီလိုတွေပြောခဲ့ပါတယ်။ကျမဘော်ဒေါ်သာထွက်နေတဲ့ပုံပေါက်နေပါလားယောက်ျား။ဘာတွေပြောလိုက်တာလဲချော်ရဲ့။ ပြီးတော့ချောပေါ်ကိုကဘာလို့ဒေါသထွက်မှလဲချောရဲ့ဒါဆိုကျမပေါ်ဒေါသလုံးဝမရှိဘူးပေါ့ဒေါသမရှိပါဘူးချောရဲ့အချစ်တွေပဲရှိတာပါအဲ့ဒါကြောင့်ချောပါခိုင်းခိုင်းလှုပ်ပေးနေရတာပေါ့အချစ်တွေဘယ်လောက်ထိရှိလဲကြည့်ကြည့်အောင်အဲ့ဒီအဝတ်ကိုနည်းနည်းတော့ဖြန်းဖြန်းကြည့်ပါအောင်ဘာလို့လဲချောရဲ့ကြီးပြောင်မပြောင်ကြည့်ကြည့်လို့လားအဲ့လိုပြောလိုက်တော့မဲကြီးချောကစိတ်ကောက်သွားခဲ့ပါတယ်ဒေါသကြည့်ရင်းနဲ့အတန်ကျဲကြီးနဲ့ဒီလိုပြောခဲ့ပါတယ် ာပဲဖြစ်ဖြစ်ပြန်မပြောနဲ့အရင်စအဝတ်ကိုဖြတ်ပြီးပြောင်းလို့အရင်လိုနဲ့ဒေါသတကြိတ်ပြောတော့ကြော်ကြီးခက်များကြောက်ကြောက်နဲ့အဝတ်ကိုဖြတ်ပြလိုက်တော့အဝတ်စအကုန်လုံးပြဲနေခဲ့ပါရဲ့အဲဒီအချိန်မှာအဝတ်ပြဲနေတောင်တွေ့သွားတဲ့မိန်းမကြောက်တဲ့ကိုကျော်ကြီးဟာကြောက်လန့်နေခဲ့ပါရဲ့အီကျော်ကတော့ကြည့်ပြီးငိုရင်းနဲ့အခုလိုပြောလိုက်ပါရဲ့ကြာလားရှင်ကျမပေါ်ထားတဲ့အချက်တွေကအဲ့လိုမဟုတ်ပါဘူးကျော်ရဲ့ဒီဝတ်က quality မကောင်းလို့ဖြစ်မယ်တစ်ချက်နဲ့ချက်ပဲပြိုင်ရှော်ရတဲ့ရဲ့အကုန်ပြဲသွားတယ် ဒါဆိုအရှင်ကဝယ်ပေးတော့ချော့အတွက် quality ကောင်းကောင်းလေးတွေဝယ်ပေးလာတာဆိုပြီးတော့တီဝယ်ဆောက်ပေးခဲ့တာမလားဒါဆိုရှင်ကကျမကိုလိန်ခဲ့တာပေါ့ရှင်ဝယ်လာတာဈေးပေါ်ပေါ်နဲ့အထည်တွေပေါ့လေဟုတ်လားအဲ့လိုမဲကြီးကျော်ကဒေါသနဲ့ဆူနေတော့ကျော်ကြီးကတော့ဥလဲလဲဦးချောင်းချောင်းမျက်လုံးကြီးနဲ့ကြည့်ပြီးတော့ရက်နေခဲ့ပါတယ်ဒီလိုပြူတူပြက်တဲ့အကြည့်နဲ့ကြည်နေတဲ့ဒီကြည်ရာဘာပြောချင်မှဘသူကသိမှလဲချောယောက်ျားတကယ်တနာစရာကောင်းတဲ့သူပါအင်းနိုးဆန်လေးလုံးမထားလိုက်ပါချောရဲ့ တော်ပြီတော်ပြီဟာသားမလုံနဲ့ရှင်ပါလုံမလဲတော့မသိဘူးကျမပြင်သွားစရာရှိတယ်အပြင်သွားပြီးပြန်လာတဲ့အချိန်ဒီလိုမျိုးအဝိဇ္ဇာကျမဘီယိုထဲမှာရှိနေရမယ်မဟုတ်လို့ကတော့အဲဒီလိုမဲကြီးချေဝါပြန်ပြောနေတော့ကျော်ကြီးကစကားဖြတ်ပြောခဲ့ပါတယ်မဟုတ်လို့ကတော့ယောက်ျားဝတ်ထားတဲ့အဝိဇ္ဇာနဲ့အိမ်ပေါ်ဆင်းရမှာမလားအလောက်ထိကြောက်တဲ့စိတ်နဲ့လေးစားမှုရှိရပြီသွားတော့လေဒီလိုဝိဇ္ဇာပဲပြောင်းဝင်လာခဲ့မဟုတ်ရင်အိမ်တော်ကြီးကိုလည်းမကြည့်ရောရှင့်အောင်လည်းအိမ်မရအောင်လုပ်ပါ အဲ့ဒီလိုမိတ်ချောပြောတော့အကျော်ကြီးရချမ်းချင်းရေချိုးကန်နေရထွက်သွားခဲ့ပါတယ်။မိဖို့ကြောင့်နေမှာတော့တော်တန်းသူဟာမလုံနေခဲ့ပါတယ်။ခရင်ချိန်မှာကျော်ကြီးကလောလောနဲ့လာပြီးတော့ဒီလိုတွေပြောခဲ့။အမေတောင်းနှစ်သိန်းလောက်ရှင်ပေးပါလားအမေ။အဝိရှော်ကနေမိတ်ချောရဲ့အဝတ်ပြေးသွားတယ်။အခုအဲ့လိုအဝတ်ပြောင်းဝင်ခိုင်းနေတယ်။မောင်ရင်တော့ကျွန်တော်အိမ်ပေါ်ကနေဆေးရတော့မှာ။သူကပါဇက်ထဲမှာပြောချင်အောင်ရှောက်ပြောနေတာလွန်လာပြီ။ငါဆက်ပြီးတိမခန့်နိုင်တော့သူ့အခုပဲပညာပေးရမယ်။ ဒီလိုအလွယ်မတွေးလိုက်နဲ့မင်းဒေါသထသူဒေါသပို့ကြည့်ရင်ငါသားရင်မင်းကလေးတွေသွားမစားတာအကောင်းဆုံးပဲတကားများပြီးပွားစီပွားစီနဲ့စိတ်ပြတ်ဖို့ကောင်းနေတာရဲ့အဲ့ဒီလိုပြောတော့ဒေါသန်းနုဟာဒေါသလေးထွန်းနည်းနည်းလေးလန့်သွားခဲ့ပြီးဒီလိုပြောလိုက်ပါရင်ဒါလေးခုံနာဘူးရဲမှာပတ်စံရှိရင်ဂျူးသွားပြီးသူ့တောင်းတာဝယ်ပေးလိုက်ကိုရဲ့အဲ့ဒီလိုပြောတော့ကြော်ကြီးဟာပတ်စံကိုယူပြီးဝယ်ပို့သွားခဲ့ပါရဲ့ဒေါသန်းနုနဲ့အဝင်းတို့မိဖို့ကြောင့်နေမှာလုဆရာရှိအောင်လုပ်နေခဲ့ပါရဲ့ ခဏကြာတော့မိတ်ကျော်လည်းရောက်လာပြီးသူတို့ချက်တာရင်ဟင်းကိုဇပွဲပေါ်မှာချပီးခဲ့ပါရင်ဘာလို့ကျမမျက်နှာကိုပဲကြည့်နေရတာလဲထဲ့ပြီးတော့ကျမစားပြီးတော့အပြင်ခဏသွားစရာရှိရင်အဲဒီလိုပြောတော့ဒေါ်တန်နူးကမုန်းထည့်ပေးပြီးတော့ကျော်ကြီးကတော့ရှိဘူးလာချပီးခဲ့ပါရင်မိတ်ကျော်ကတော့မြ мян လေးမုန်းကိုစားပြီးဒေါ်တန်နူးနဲ့ဦးဝင်းတို့ကမျက်တော်မခတ်ပဲသူတို့ချွေးမောက်ကြည့်နေခဲ့ပါရင်အဲ့တော့တွေ့တဲ့မိတ်ကျော်ကတော့ဒီလိုပြောခဲ့ပါရင်အဲ့လိုမကြည့်ပါနဲ့သူများစားတော့ချိန်လေးစားပြီးရဲ့သူပိုက်နာတာမသိဘူးလား မောင်းထည့်ပြီးကျမပြီးမှမရက်ရအောင်လို့ဘယ်နှခါပြောအောင်မလဲအမေတို့သွားသွားလိုရင်ခေါ်လိုက်မယ်မရိလို့ပြောတော့ဒေါ်သန်နုနဲ့ဦးဝင်းတို့ကတော့တခြားဘက်ကိုလဲချိန်နေခဲ့ပါတယ်ခဏကြာတော့မဲကြီးကျော်ကမောင်းနေစားပြီးတီးလို့ပြောခဲ့တယ်အခုဒီဘက်ကိုကြည့်လို့ရပါပြီဒေါ်သန်နုနဲ့ဦးဝင်းတို့ကသူတို့ရဲ့ချွေးမောင်းကြည့်ခဲ့ပါတယ်ကျမတကယ်ချင်းနေနဲ့အပြင်သွားစရာရှိရင်နေလေစားအတွက်ပြန်လာအောင်ပါကျမကြိုက်တာတွေချက်ထားအဲ့လိုပဲဟိုတယောက်လည်းအဝိစားသွားဝယ်နေမလားပြန်လာရင်လည်းကျမပြောတာလည်းအကုန်လုပ်ထားမယ်လို့ပြောပြပါ ဟုတ်ပါပြီကျွေးမလေးရဲ့အဲ့ဒီလိုပြောပြီးမဲကြီးကျော်ထွက်သွားခဲ့ပါ යි ဒီလိုနဲ့မန်မာနာနဲ့ယောက်ျားယောက်ခမယောက်ကတီးတွေကိုချင်းချပြီးအိမ်ကအလုပ်တွေအကုန်လုံးခိုင်းခဲ့ပါ යි သုံးယောက်လုံးလေးသူဒုက္ခမခံစားနိုင်လို့ဆုံးဖြတ်ချက်ချခဲ့ပါ යි တရက်မှာတော့ဒေါ်တန်းနုဦးဝင်းနဲ့ကျော်ကြီးတို့မဲကြီးကျော်နားလည်လောင်ပညာပေးရမယ်ဆိုပြီးတိုင်ပင်ခဲ့တယ်အိပ်ပြီးခဏကြာမှပဲသူ့စပင်းညောငါဖြတ်ပြလိုက်မယ်မတို့ဘာလို့လို့သူ့နိုးတဲ့အချိန်လုံးမှာသူသိမှာ မှာငါတို့ဒေါသထွက်ရင်ဘာဖြစ်မလဲဆိုတာသူသိမှာဟုတ်တယ်မေဖေပြောသလိုလုပ်မှသူကကျွန်တော်တို့ထိန်းချအောင်မဟုတ်အောက်မှာရှိမှာဒါပေမဲ့အမိချွေးမရဲ့စပင်ကိုမဖြတ်နဲ့ရှာကိုဖြတ်ကြမယ်အဲ့ဒီရှာနဲ့ပဲသူကျွန်တော်တို့စူပူချိန်မောက်နေတာအဲ့ဒီလိုကြောကြီးပြောတော့ဒေါ်တန်နုနဲ့အဝင်းတို့ပျော်နေခဲ့ပါလေဒါဆိုစောက်မနေတဲ့ကြတော့သွားမယ်လေအဲ့ဒီလိုပြောတော့ဒေါ်တန်နုကအပင်ညက်တဲ့ကဲကြီးကိုယူလာပြီးတုံးရောက်ပေါင်းမဲကြီးချော်ရဲ့အခန်းထဲဝင်လာခဲ့ပါလေမဲကြီးချော်ကအလားပြင်းနေရင် သူတို့တော်ရောက်ကိုချိန်နေခဲ့ပါရင်ဒေါ်တန်းနူဟာချွေးမရဲ့စပင်းကိုဆွဲပြီးကင်ပေါက်ခဲ့ပါရင်မဲရီကျော်အောက်ကိုပြုတ်ချသွားခဲ့ရင်ကြော်ကြီးရတော့ပေါ့ဖြန်းဖြန်းဆိုပြီးရိုက်ခဲ့တယ်။ကြော်ကြီးရိုက်ချက်ကြောင့်ပါမလက်ရာတွေထင်းနေခဲ့ပြီးတော့မဲရီကျော်ငိုနေခဲ့ပါရင်ဒေါ်တန်းနူဟာချွေးမလေးရဲ့ခြေထောက်ကိုခြေတစ်ဖက်နဲ့ဖိပြီးတော့ယောက်ျားကြီးသူ့လက်ကိုအနောက်ကနေဖမ်းဆွဲထားပြီးပါယောက်ျား။အဲ့ဒီလိုပြောပြီးတော့ဦးဝင်းဟာချွေးမလက်ကိုအနောက်ကဆွဲကင်ထားတယ်။တားလေအထိတ်ဆွဲမနေနဲ့တော့မြ мян လေးသူ့ရှာအပြင်ထောက်လိုက် အဲ့လိုပြောပြီးတော့မဲရချော်ရဲ့ရှာကိုဖြတ်ဖို့အနောက်သွားခဲ့ရင်မဲရချော်ငိုကြွေးနေခဲ့ပြီးဒေါ်တန်နူကမဲရချော်ကိုရှာကိုဖြတ်ကနေလိမ့်မှာပဲသူတို့သုံးယောက်ကမဲရချော်ဝိုင်းကြည့်ပြီးရှင်နေခဲ့ကြပါတယ်အဲ့ဒီအချိန်မှာအိယာပေါ်မှာအိနေတဲ့မဲရချော်ကလက်နိုးသွားခဲ့ပြီးနိုင်ကိုကြည့်ရောနှစ်နိုင်ခွဲဖြတ်နေပြီဘလို့ဖြစ်ရတာလဲနေကင်းကြောင့်တိုင်းအိမ်မက်ကလည်းဒီလိုမျိုးကြီးပါလားအမလီငါဒေါ်သားကြောင့်ရက်ခမနဲ့ရောက်ကတိငါယောက်ျားပါဒေါ်သားကြီးကြီးထွက်လာရင်ဒီမက်ကတကယ်ဖြစ်သွားလိမ့်မယ် ငါလဲတော့တောက်လျှော့ပြီးအိမ်လုပ်တွေလုပ်ရမယ်။အဲ့ဒီနောက်နေ့ရဆပြီးတော့မဲ့ချင်ဟာစောစောထပြီးအိမ်လုပ်တွေလုပ်နေခဲ့ပါရဲ့။ဒါကိုကြည့်နေတဲ့သုံးယောက်စလုံးကအံ့ဩပြီးတော့ဘာမှမမေးခဲ့ဘဲစောင့်ကြည့်နေခဲ့ပါရဲ့။ကြောင်လေးချင်ဟာကောင်းတယ်ဆိုပေမဲ့တကယ်ပြောင်းလဲခဲ့ပြီးသူ့ကိုကောင်းကောင်းမွန်မွန်ဆက်ဆံခဲ့ကြပြီးတော့ပျော့ပျော့ရွှင်ရွှင်နေထိုင်ခဲ့ကြပါတော့တယ်။